ဒီတစ်ခါပြောမယ့်အကြောင်းအရာကတော့မအိုးတဲ့ဆေးဆွဲစောက်ထဲကထောပတ်သီးအကြောင်းပြောမယ်။ထောပတ်သီးနဲ့ပတ်သက်ပြီးတော့အလားပါတွေရောကျန်းမာရေးအတွက်ဘယ်လိုအသုံးပြုလဲဆိုတဲ့အကြောင်းအရာလေးပေါ့နော်။ဒီထဲမှာစာရေးသူရေးသားရေးသားထားတာကတော့လှလွန်းကြွယ်စီမဲ့ထောပတ်သီးရဲ့အဲ့လိုမျိုးတင်စားထားရပေါ့နော်။ဒီတော့ထောပတ်သီးဆိုတာတို့တွေခေတ်သစ်ပြုံမှာခဏခဏပြောရဲဒါပေါင်းတင်တဲ့အခါမှာလဲဒါတုံးနေမျက်နှာပေါင်းတင်ကြမယ်ဒါမှမဟုတ်လဲထောပတ်သီးကိုစားပေးရင်လေဒါအလားပါအတွက်ကိုအများကြီးအကျိုးရှိရပေါ့နော်။ဒီထဲမှာလဲအဲ့လိုအကြောင်းအရာနဲ့စင်တူပဲဒါမျိုးပါတာပေါ့နော်။ဒါပါလဲဆိုတော့ဒီထောပတ်သီးဆိုတာလေလူအလွန်နှုတ်ပြပြီးလှပစေ ီအသီးတစ်မျိုးတဲ့သူ့ကိုခွဲလိုက်တဲ့အခါမှာဆိုရင် အတွင်းသားတွေကထောဘက်လိုမျိုးအိမ်ဟောင်အဆင်းရှိတယ်။အဲ့အတွက်ကြောင့်လည်းထောဘက်တီလိုတင်စားပြီးတော့ခေါ်ဝေါ်ခဲဟန်တူပါတယ်ဆိုပြီးစာရေးသူကလည်းပြောပြထားရဲပေါ့နော်။နောက်ပြန်နောက်တစ်ခုကပါလဲဆိုတော့ထောဘက်တီမှာဆိုရင်အစီကြီးအများကြီးပါတယ်ပေါ့နော်။ဒါပေမဲ့အလုံးသိရတဲ့အတိုင်းပဲသူ့မှာပါတဲ့အစီဆိုတာကလည်းဒါပြည့်ဝစီမဟုတ်ဘူးပေါ့နော်။မပြည့်ဝတဲ့အစီအဲ့အတွက်ကြောင့်လည်း mono unsaturated fat ဖြစ်တဲ့အတွက်ကြောင့်လူသားတွေရဲ့အကျန်းမာရေးအတွက်ကိုအများကြီးကြိုးကျေးဇူးရှိပါတယ်တဲ့။ဒီတော့ထောဘက်တီကိုအမြင်စားမယ်ဆိုရင်ဒါကျန်းမာရေးဘက်မှာဆိုရင်ဘာလဲဆိုတော့သူ အတွင်းမှာမကောင်းတဲ့ကိုလက်စထရောတွေကိုသူကျော်ကြစေနိုင်တယ်။ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အဆီတွေလည်းတော်တော်များကျဆင်းသွားနိုင်ပါတယ်တဲ့။နောက်ထောက်ဘက်ဒီမှာဆိုရင် beta cysteroles ဆိုရဲဒီဓာတ်ပစ္စည်းတစ်မျိုးပါဝင်နေ။အဲ့ဒီဓာတ်ကကြတော့သူကဘာလဲဆိုတော့ခန္ဓာကိုယ်ရင်းကအဆီတွေကိုသူကလောင်ကျွမ်းစေတာ။ပြီးတော့ထောက်ဘက်သီးစားမယ်ဆိုရင်ထောက်ဘက်သီးစားရဲဆိုတာတချို့အဆီတက်တယ်လို့ထင်တာတကယ်တော့မဟုတ်ဘူး။သူကမကောင်းတဲ့ကိုလက်စထရောတွေ short ချပေးနိုင်နေအဆီလည်းမတက်ဘူးဘာလို့ဆိုတော့မပြည့်ဝတဲ့အဆီဖြစ်လို့ပေါ့နော်။သူကထောက်ဘက်ဒီမှာဆိုရင်လူကိုလှပစေနိုင်တဲ့ vitamin E အဆီဒါလည်းပါဝင်ပါတယ်တဲ့။ဒီက vitamin E က ဆိုရင်ပြောမယ်ဆိုရင်ဒါဟိုလှပနုပြို့ဖို့အတွက်ကိုတို့တွေစေးတောက်နေရပဲဖြစ်ဖြစ်ပေါ့နော်ဒါဒီလိုမျိုးဗီတာမင် E ကိုမျှဝဲလေးရှိကြတယ်အဲ့လိုမျိုးစေးဒီပါရီမတောက်ချင်ဘူးဆိုရင်တော့ထောက်ဖက်သီးကိုနေ့တိုင်းစားပေးအဲထောက်ဖက်သီးကိုစားပေးမယ်ဆိုရင်နုပြို့လာလိမ့်မယ်နောက်ပြီးထောက်ဖက်သီးကိုဒါတို့ဒီဗီတာမင် E အစွမ်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်လူတွေတော်တော်များကဒါအခုနောက်ပိုင်းမှာဆိုရင်စေးတွေရောနောက်ပြီးထောက်ဖက်သီးဖြော်ရည်အတီဒီတိုင်းစားရမျိုးတွေလည်းရှိတယ်ပေါ့နော်ဒီတော့အဲ့လိုမျိုးစားရတဲ့အားမရအောင်နောက်ပိုင်းမှာလူတွေမျက်နှာကိုထောက်ဖက်သီးလိမ့်ကြံကြည့်ရဲအဲ့ခါမှာဆိုရင်အသားရေဆုပ်ပြေတာကိုတွေ့တယ် ်ဒီတော့ထောဘက်ဒီမှမဟုတ်ထောဘက်ဒီနဲ့ဒင်းချင်းတွဲပြီးလိမ့်ကြီးလိုက်ပြန်ဟောတဲ့လိမ့်ကြီးလိုက်ပြန်တော့လေအသားရပုံမထူးကြပြီးတော့ကြီးလင်လာတော့တွေးရတယ်တဲ့အဲ့တော့အခုနောက်ပိုင်းမှာဆိုရင် ထောဘက်ဒီကိုဒါ fashion max အဖြစ်အသုံးပြုတာလေဒါမျိုးတွေလည်းတော်တော်လေးကိုခက်စားလာပါတယ်တဲ့ဒီတော့ main clay အနေနဲ့ဆိုရင်တော့လှလွန်းကြွယ်စီတယ်တဲ့သဘာဝဆေးအဖြစ်ထောဘက်ဒီကိုသုံးဆွဲလို့ရတယ်နောက်ပြီးထောဘက်ဒီနဲ့ပတ်သက်ပြီးတော့လေဒါမြန်မာတိုင်းဆေးတွေမှာဆိုရင်တော်တော်လေးလေးရေးသားဖော်ပြထားတယ်ဆိုတော့ထောဘက်ဒီကိုတို့မြန်မာနိုင်ငံကဆေးကျဲအရဟိုပေါ့နော်သူ့ရဲ့အစွမ်းတွေတွေ့ရှိထားတဲ့ဒါတက်တဲ့အထောက်ထားရည်လည်းအမျာ ဟရှိတယ်ပေါ့နော်။နောက်ပြထွက်ဘက်တီးရဆိုရင်သူကဒီ6တွေ့ချင်းကိုချက်ချင်းဆိုးဆွတ်စေတဲ့ဂုံတက်တိရှိရတဲ့။အဲ့အတွက်ကြောင့်သူက မှာဒီအကဲရတာအသားရ6တွေ့နေတဲ့သူတွေဆိုရင်ထောပတ်သေးစားမယ်ဆိုရင်အသားရအလွန်လှပပြီးဆိုပြေလာလိမ့်မယ်တဲ့တချို့ဒီပေါ့နော်ဒီပြောမယ်ဆိုရင်နလန်ဓာတ်တွေနောက်ပြီးတော့ဒီမီးရပိန်မီးရ6တွေနောက် TV ပိန်နောက်ပြီး TV ကြောင့်ပေါ့နော်ပိန်6ကပ်နေတဲ့သူတွေအနေနဲ့ဆိုရင်ထောပတ်သေးစားပေးတဲ့နေတဲ့အဲ့ဆိုရင်ပေါ့နော်ဒီထောပတ်သေးရဆိုရင်ပြန်ပြီးတော့ခန္ဓာကိုယ်ပြည့်ဖြိုးလာပြီးတော့အားပြန်ပြီးတော့ပြည့်လာပါလိမ့်မယ်တဲ့နောက်ထောပတ်သေးမှာပေါင်းတဲ့ဗီတာမင် E အဲ့ဒါဆိုရင်ခန္ဓာကိုယ်မှာဆွဲကပ်နေတဲ့ပွေးပွဲညှင်းနှင်းကူတွေရောဓာတ်တွေရောပေါက်တွေအကုန်လုံးကသိစေနိုင်တယ်အဲ့ဒီအတွက်ကြောင့်ဒီထောပတ်သေးကို ဘူးပေါ့နော်စားပြေးခြင်းအဖြစ်အရေပြားယောဂရှိတဲ့သူတွေရောအရေပြားယောဂတဖြည်းဖြည်းနဲ့တက်တာလာတာတွေ့ရလိမ့်မယ်တဲ့ဒါစားလဲစားလိမ့်နဲ့လိမ့်ပေါ့နော်အဲ့လိုပြောပြထားတယ်နောက်ပြီးတော့အဆုတ်အာနဲ့သူတွေရှိတယ်အဆုတ်အာနဲ့သူတွေအနေနဲ့ဆိုရင်တော့တဲ့သူအဆုတ်ပြန်ပြီးအားကောင်းမှုအတွက်ထောပတ်တီကိုဓာတ်စာဖြင့်စားနည်းလေးရှိသေးတယ်တဘလို့စားရမယ်ဆိုတော့နွားနို့ရဲ့ကြက်ဥအကာရဲ့နောက်ပြီးထောပတ်တီအဲ့ဒါကိုရောစားတဲ့အဲ့လိုရောစားခြင်းဖြင့်အဆုတ်အားပြည့်လာလိမ့်မယ်နောက်ပြီးတီဗီလိုမျိုးပဲအဆုတ်ယောဂတွေအကုန်လုံးသူကတက်တာပြောက်ကင်းစေနိုင်တယ်ဒါကြောင့်စီးကျန်းနေအရာတက်တဲ့ထောက်ထားရာတွေ့ရှိထားတာပါ ါတဲ့နောက်ထောဘက်တီးယာစားလို့လည်းကောင်းတယ်နောက်ပြပေါ့နော်ထောဘက်တီးယာဆိုရင်ဒါလူလှပစီတဲ့ဟော်မုန်းတွေထွက်ရှိလာအောင်သူကခံစားအဲထွက်ရှိလာအောင်ပေါ့နော်သူကပြုတ်လုပ်ပေးနိုင်တယ်နောက်ပြသူကဆိုရင်တဲ့ဒီအခုနောက်ပိုင်းမှာထိုင်းနိုင်ငံဆိုရင် ထောဘက်တီးယာကတကယ်ဟိုအတုတ်တီးရဲမှာလည်းထည့်ပြီးတော့အတုံးတုံးလေးနဲ့ထည့်ပြီးစားမျိုးရှိတယ်ပြီးတော့တို့တို့တွေအေးဆိုင်နေပါတယ်သွားမယ်ဆိုရင်သွားတဲ့အခါမှာဆိုရင်ဘာတော့မလဲဆိုပြီးစဉ်းစားနေတဲ့အချိန်မှာထောဘက်တီးယာတောက်တဲ့ထောဘက်တီးယာခန္ဓာကိုယ်အတွက်ကိုအများကြီးအကျိုးပြုပါတယ်ဒီတော့ထောဘက်တီးနဲ့ပတ်သက်ပြီးတော့အကျယ်တွင်းပြောရရင်လည်းအများကြီးပဲဒီထဲမှာပြောရခြင်း ချက်အရဆိုရင်လည်းထော့ဘက်တီကတော်တော်လေးတော့ကောင်းနေပြီပြီးတော့ထော့ဘက်တီကအခုချိန်မှာလှန်လှန်ပေါနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ထော့ဘက်တီကိုနေရာဆားပေးရအောင်မနော်ဟုတ်တယ်ဟိုထော့ဘက်တီကနမင်းနဲ့လည်းလိုက်တယ်ထော့ဘက်ဆိုတဲ့အတိုင်းသူ့ရဲ့အရသာကလည်းစိတ်နေနော်စိတ်နေတယ်နော်ဟိုပြောရရင်စားအောင်စားချင်လာပြီအဲ့တော့ဟိုဖြော်ရီတောက်မယ်ဆိုစဉ်းစားမိနေထော့ဘက်တီကဒါခန္ဓာကိုယ်အတွက်အကျိုးရှိရဲ့အဲ့ဒါတောက်အောင်မယ်နော်တော်ဖြော်ရီမို့အသီးလေးကိုလုံမို့ခွာခွာပြီးလို့ရှိရင်ကိုယ့်ကိုနွမ်းနွမ်းနယ်ဖြစ်ခောက်ပြီးတောက်မယ်ဆိုတော့တော်တော်ကောင်းပါနော်ဟုတ်တယ်စိတ်နေနော်အရင်တော့ဆိုကြောက်တယ်ထော့ဘက်တီကိုမြင်လာရင်ပြောဆိုသူကအစီများမယ်လို့ထင်တော့သူ့မှာပါဝင်တဲ့ ့အစီအရာခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့အစီအရာကြီးပဲအဲ့ဒါတောက်လို့ရတယ်ဟုတ်တယ်အရင်တော့ဆိုရင်ကြားဘူးတယ်ထောပက်တီးစားရင်းနဲ့ဝက်ချံပေါက်တယ်ဘာလို့အစီပါလို့ပဲပေါ့နော်တကယ်တော့မဟုတ်ဘူးသူကကြာသူအစီအရာကြာခန္ဓာကိုယ်အတွက်အကျိုးပြုတာပေါ့နော်ဟုတ်တယ်ကဲအစိမ်းခဏနားလိုက်အောင်နော်ထပ်မံပြတင်ဆက်ပေးကြအချမ်းများရှိပါသေးတယ်အခုတော့ဒီမှာခဏလေးနားအောင်မယ်နော်